ပဒလက်ဒီကိုတင်ဟာ FIFA ကလပ်ကပ်ဘလအုပ်စုနောက်ဆုံးပွဲစဉ်မှာ Botafogo တင်းကိုတကူကိုမရှိတဲ့အနိုင်ရခဲ့ပေမဲ့အုပ်စုကထွက်ခွာခဲ့ရပြီးနောက်နီးပြဆင်မွန်နီကသူတို့ရဲ့ပွဲစဉ်တွေကိုကင်တွယ်ခဲ့တဲ့ဒိုင်လူကြီးတွေကိုဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။ဆင်မွန်နီကဇာမားရီရဲ့ကြိုးစားအားထုတ်မှုကိုဂုဏ်ယူပြီးအရာအလုံးပေးခဲ့ကြပါတယ်။၃ပွဲမှာ၂ပွဲအနိုင်ရခဲ့ပေမဲ့ဝန်ထဲစရာကောင်တာကကျွန်တော်တို့ထွက်ခွာခဲ့ရပါပြီ။၆မှတ်ရအောင်နိုင်ခဲ့လို့မဆိုပေမဲ့ဒိုင်လူကြီးရဲ့ဆုံးဖြတ်တိုင်ကအမြဲတမ်းကျွန်တော်တို့ကိုစန့်ကျင်ခဲ့ပါတယ်။ဒီဘက်မှာလည်း VAR ပြန်လည်သုံးသပ်ပြီးနောက်ပနယ်ဒီကိုကျွန်တော်တို့မရခဲ့ပါဘူး။တိုးတက်ဖို့ဘာတွေလိုလဲဆိုတာကျွန်တော်တို့သိထားပြီးဒါကကျွန်တော်တို့ကိုရှေ့ဆက်ဖို့ကူညီပေးနိုင်ပါလိမ့်မယ်လို့ပြောခဲ့တာပါ။အဲဒီကိုတင်ရ င်မာနေတဲ့ FIFA ကလပ်ကပလာပြိုင်ပွဲမှာဘရာဇီးကလပ်အသင်းကိုအနိုင်ရတဲ့ပထမဆုံးအသင်းဖြစ်ခဲ့ပေမဲ့ပြိုင်ပွဲကနေထွက်ခွာခဲ့ရတာပါ။စပိန်ကလပ်ကအုပ်စုဖွဲ့ပွဲစဉ်မှာပီအီအသင်းကို၄ဂိုးဂိုးမရှိနဲ့5ပြတ်အရေးနိုင်တာကသူတို့ကိုပြိုင်ပွဲကနေထွက်ခွာစေဖို့အဓိကအချက်ဖြစ်ခဲ့ပါတယ်။အုပ်စုပြီးမှာ PSG, Botafogo နဲ့ Atletico အသင်းတို့ဟာအုပ်စုပွဲစဉ်၃ပွဲစလုံးကစားပြီးချိန်မှာရမယ့်၆မှတ်စီတူညီနေခဲ့ပေမဲ့ Atletico အသင်းဟာထိတိုက်တိုက်ဆုံမှုကိုကွာခြားချက်ကြောင့်ထွက်ခွာခဲ့ရတာပါ။ပီအီအသင်းကအုပ်စုပထမ Botafogo အသင်းကအုပ်စုဒုတိယနဲ့ဆက်ဆံတဲ့အဆင့်ကိုတက်ရောက်ခဲ့ကြပါတယ်။ ်အဲဒါကိုဒေနီပြစီမွန်နေကဒီပြိုင်ပွဲမှာသူ့ဇာမားရဲ့ကြိုးစားအထုတ်မှုပုံပြခဲ့ပြီးဒိုင်လူကြီးရဲ့စွမ်းဆောင်ရည်ကိုဝေဖန်ခဲ့တာပါအဲဒါလိုတင်းကစားသမားဂရစ်မန်ကတော့သူတို့ကဒိုင်လူကြီးကိုအအောင်ဆိုင်လို့မရပဲအကောင်းဆုံးမဖြစ်ခဲ့တဲ့အရာတွေအတွက်ဖြေရှင်းရမယ်လို့ပြောခဲ့ပါတယ်။အသက်ဒီကိုတင်ကကလက်ကပဖလားပြန်ဝဲပါဝင်ပြီးခဲ့ရာဒီမှာအောင်ယူမရခဲ့တာကြောင့်ယာဒီတဲ့အတွက်အကောင်းဆုံးပြင်ဆင်မှုတွေပြုလုပ်ပြီးအောင်မြင်မှုတွေရယူနိုင်ဖို့ပြင်ပထားနေပါတယ်။